အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Diamond Ricket Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Bit Brata ဆိုတဲ့တရုတ်စကားကောင်းလေးတစ်ပုဒ်ကို Ricket လို့ပေးသွားမှာပဲဖြစ်ပါတယ်စကားရအစမှာတော့ Henry က American စစ်တပ်ကနေအနားယူပြီး Hong Kong ကို ပြန်လာတာကနေစတင်ခဲ့ပါတယ် Henry ကတော့ Hong Kong ကစတင်ကြောင်းတစ်ခုမှာဆရာအဖြစ်သွားလျှောက်ခဲ့ပြီး Henry ကအကြောင်းဆရာအတွေ့အကြုံရှိခဲ့ပေမဲ့ စစ်တမ်းမှာသူ့ချွန်တာကြောင့်အရာရှိတယောက်ရဲ့ထောက်ခံစာကိုရခဲ့တဲ့အတွက်ကျောင်းအုပ်လည်းချွင်ချက်မရှိဘဲဟင်ဒရီကိုအလုခံလိုက်ပါတယ်။အဲ့ဒီလိုနဲ့ကျောင်းအုပ်ကြီးကဟင်ဒရီတင်ပေးရမယ့်အခန်းကသူတို့ကျောင်းမှာအစိုးဆုံးကျောင်းသားတွေစုနေတဲ့အခန်းဖြစ်ကြောင်းဟင်ဒရီကိုပြောပြလိုက်ပါတယ်။နောက်နေ့ရောက်တော့ဟင်ဒရီလည်းအခန်းထဲဝင်လာပြီးအခန်းထဲကိုရောက်တဲ့အချိန်မှာတော့ကျောင်းသားတွေကစိပြက်ကမ်းခြင်းနဲ့သူတို့နေချင်းတို့နေနေခဲ့ပြီး ဆရာလာတော့ကိုလည်းကြိုမဆိုင်ပဲចောင်းသားတွေကကိန်းစော့နေတဲ့သူလဲစော့တချင်းဆိုနေတဲ့လူလဲဆိုစားဆရာတွေပါချက်ပြုတ်နေခဲ့တာကြောင့်ဟင်ဒရီကသူဆရာတယောက်ဖြစ်ចောင်းပြောနေခဲ့ပေမဲ့ចောင်းသားတွေကကြိုမဆိုင်ပဲနေနေခဲ့ပါတယ်အဲ့ဒါနဲ့ပဲဟင်ဒရီလဲလက်လျှော့လိုက်ကចောင်းသားတွေလုံနေတဲ့အရာတွေအပေါ်အယုံလိုက်ပြီးခောက်ဆွဲချက်နေတဲ့ចောင်းသားကအစာပလာထဲတာများသွားကြောင်းပြောပြကဂျူဖာဆိုတဲ့ចောင်းတော်ကိုလည်းဂီတာတီတာမလို့တင်ပေးနေခဲ့ပါတယ် နောက်တော့သူကအခြားចောင်းသားတယောက်ကိုကိန်းစော်တာကအာယုံကျော်အန်းနေနိုင်ចောင်းပြောပြနေခဲ့ပေမဲ့နောက်ကျခဲ့ပြီလို့ចောင်းသားကပြန်ပြောတော့ဟင်ဒရီလဲလက်လျှော့လိုက်ရပါတယ်အဲဒီလိုနဲ့ចောင်းသားတွေရဲ့အာယုံဆိုင်မှုကိုရလာတဲ့အချိန်မှာတော့ဟင်ဒရီကသူ့ကိုယ်သူမိတ်ဆက်လိုက်ပြီးចောင်းတင်ဘုံမှာသူ့ရဲ့ဖုန်းနံပါတ်နဲ့နာမည်ကိုချရေးလိုက်ပါတယ်ကျောင်းသားတွေကတော့ဟင်ဒရီရဲ့လက်ရည်ကစိုးနေတာကြောင့်ရည်နေကြပြီးကျောင်းတိဘုံမှာရေးထားတဲ့ဖုန်းနံပါတ်ကိုဝိုင်းဆက်လိုက်ကြကာ အခန်းထက်ကနေထွက်သွားဖို့ပြောနေခဲ့ကြပါတယ်။ဟင်ဒရီကတော့ပြုံးနေခဲ့ပြီးကျောင်းသားတွေကသူတို့အလုပ်ချင်တာတွေပဲပြန်လုပ်နေတာကြောင့်ဟင်ဒရီကအမြေဖြိုခဲကိုယူကာအရေးပေါ်မိသက်ပိုက်ကို ပြစ်ပြီးဖွင့်လိုက်ပါတယ်။အဲ့ဒီပိုက်ကနေရေတွေပန်းထွက်လာတာကြောင့်ကျောင်းသားတွေကရှောင်နေခဲ့ပေမဲ့ဟင်ဒရီကိုဝိုင်းကြည့်နေခဲ့ပြီးဟင်ဒရီကတော့သူ့အတန်းကနေကြိုးဆိုပါတယ်လို့မိတ်ဆက်လိုက်ပါတယ်။အတန်းကြီးတဲ့အချိန်မှာတော့အဲ့ဒီចောင်းသားတွေက အကစားပစ္စည်းတွေယူတဲ့အခန်းထဲမှာဆီလိတ်တောင်းနေခဲ့ကြပြီးသူတို့ရဲ့အဖွဲ့ခေါင်းဆောင်ဂျက်စ်ကတော့သူ့ရဲ့ crust ဖြစ်တဲ့စာတော်တဲ့အခန်းထဲမှာကောမလီရဲ့ပုံကိုဖုန်းထဲကနေကြည့်နေခဲ့ပါတယ်။အဲ့ဒါနဲ့အခြားတငယ်ချင်းတွေကဖုန်းကိုလူယူကာစာနောက်နေတဲ့အချိန်မှာတော့စာတော်တဲ့အခန်းထဲကကျောင်းသားတွေကရောက်လာခဲ့ပြီးဂျက်စ်ကိုလောင်ပြောင်ကရန်စနေခဲ့ပါတယ်။အဲ့ဒီလိုနဲ့စာတော်တဲ့ကျောင်းသားတွေကဘတ်စကတ်ဘောကစားနေတော့ကိုဂျက်စ်တို့အဖွဲ့ကတွားကြည့်နေခဲ့ပြီး chess ကတူတောင်းနေတဲ့အချိုရီပလင်းကို queen ထဲကိုပြစ်ချလိုက်ပါတယ်အဲဒီလိုနဲ့ basketball အသင်းကောင်းဆောင်ကပလင်းကိုနိမိကချော်လဲသွားတဲ့အကြောင်းကျောင်းရဲ့ဆီယာမာက chess တို့ကိုစူပူချိန်မောင်းလိုက်ပါတယ်အဲဒါကြောင့်ပဲ chess တို့အဖွဲ့လဲဆီယာမာကို နီလာမျိုးစုံနဲ့စားနောက်ကနောက်ဆက်နေခဲ့ကြတဲ့အကြောင်းကျောင်းအုပ်ကြီးရဲ့အစီအဝေးလုပ်ရတဲ့အသည့်ဆိုးသွမ်းကြပါတယ်တစ်ဖက်မှာတော့ကျောင်းရံပုံငွေတွေထောက်ပံ့ပေးနေတဲ့ ပညာရေးဘုတ်ကဖွဲ့ဝင်တွေကအကြောင်းကိုစစ်ဆေးဖို့ရောက်နေခဲ့ပြီးဟင်ဒရီကတော့သူ့အခန်းထဲကိုစာတင်ဖို့ဝင်သွားခဲ့ပါတယ်။အခန်းထဲမှာတော့အကြောင်းသားတွေစင်ထားတဲ့ထောင်ချောက်ကဟင်ဒရီအပေါ်ပြုတ်ကျလာခဲ့ပြီးဟင်ဒရီကတော့တိုက်ခိုက်တဲ့နေရာမှာအတော်လေးကျွမ်းကျင်တဲ့သူဖြစ်တဲ့အကြောင်းကြာလာတဲ့စလုံးကိုတတော်နဲ့ရိုက်လိုက်တဲ့အကြောင်းချက်စီကိုလွင်သွားခဲ့ပါတယ်။ တောင်းသားတွေလည်းဟင်ဒရီရဲ့တုံ့ပြန်မှုကိုမြင်သွားတာကြောင့်အံဩသွားခဲ့ကြပြီးဟင်ဒရီကတော့ချက်စီကိုသွားကစလိတ်ဘူးတောင်းလိုက်ပါတယ်။ဟင်ဒရီလည်းစလိတ်ထက်ကပါဝင်တဲ့ပစ္စည်းကိုပြောနိုင်တဲ့သူ အသက်မသက်ရအကြောင်းပြောကအခန်းထဲမှာရှိတဲ့ဆူဖာဆိုတဲ့အကြောင်းသားကို အဝင်းပစ္စည်းတွေကဘာလဲလို့မေးလိုက်ပြီးဆိုဖာကအကုန်ဖြေနိုင်တဲ့ကြောင်းအခန်းထက်ကနေထွက်တော်ခွင့်ပေးလိုက်ပါတယ်။တောင်းသားတွေလည်းဆိုဖာပြန်သွားတော့ကိုတွေ့လိုက်ရတော့ကြောင်းစိတ်ဓာတ်တွေကြွလာခဲ့ပြီးဟင်ဒရီကတော့အကြောင်းသားတိုင်းကိုစလိတ်တွေလိုက်ပေးခဲ့ပါတယ်။ဟင်ဒရီလည်းစလိတ်ကိုဘယ်လိုထုတ်လုပ်ပြီးဘယ်လိုအကျိုးကျေးဇူးခံစားရတယ်လဲဆိုတော့ကိုရှင်းပြပြီးအဲ့ဒလိုနဲ့အကြောင်းသားတွေလည်းဟင်ဒရီစလိတ်အကြောင်းရှင်းပြနေတဲ့အပေါ်ကိုစိတ်ဝင်စားကြကပထမဆုံးအချိန်နဲ့စာတင်ခန်းတစ်ခုလိုဖြစ်သွားခဲ့ပါတယ်။နောက်တစ်ခါမှာတော့ဂျက်စတိုက ကျောင်းအစားတော့ခမ်းမနေလေစာစားနေတော့သူတို့နှုတ်ဆက်ခဲ့တဲ့ဘက်စကတ်ဘောအတင်းကောင်းဆောင်ကဂျက်စတိုကိုမကျင်တဲ့တဲ့ကြောင့်ရန်လာစားခဲ့ပါတယ်။အဲဒါကြောင့်ပဲဂျက်စတိုအဖွဲလည်းပြန်တိုက်ခိုက်ခဲ့တာကြောင့်အစားတော့ခမ်းလည်းအတော်လေးပျက်စီးသွားခဲ့ရပါတယ်။အဲဒီအချိန်မှာတော့ဟင်ဒရီက ူကျောင်းသားတွေရန်ဖြစ်နေတော့ကိုသွားသားခဲ့ပြီးဂျက်စကာတော့ဒီကျောင်းကအချမ်းသာတဲ့ကလေးတွေကိုအပြစ်မပေးပဲစင်းရဲတဲ့ကျောင်းသားတွေပဲအပြစ်ပေးကြောင်းအော်ဟစ်ကပြောဆိုနေခဲ့ပါလေအဲ့ဒီနေ့မှာပဲဟင်ဒရီကဂျက်စတို့အဖွဲ့ထဲမှာပါတဲ့ကျောင်းသား၅ယောက်ရဲ့အကြောင်းကိုပိုသိချင်တာကြောင့်သူတို့ရဲ့ဖိုင်တကိုစစ်ဆေးကြည့်နေခဲ့ပါလေအဲ့ဒီလိုနဲ့ပထမကျောင်းသားဖြစ်တဲ့ဆူဖာကိုစစ်ကြည့်လိုက်တဲ့အချိန်မှာတော့ဆူဖာကလူမျိုးချားဖြစ်တာကြောင့်သူ့ပဝင်းကျင်ကတကူကူဆိုမတရားဆွဆွဲတာခံရပြီး ခွဲခြားဆက်ဆံတာခံနေရပါတယ်။ဒါပေမဲ့ဆူဖာကကိတာပညာကိုအယုအမှုမျက်နှာသူဖြစ်တာကြောင့်ကိတာပညာရှင်တယောက်ဖြစ်ချင်တော့ကိုတည်လိုက်ရပါတယ်။ လူတရာចောင်းသားကတော့ဒီနန်ဆိုတဲ့မိန်းကလေးဖြစ်ပြီးသူ့အဖေကယောက်ျားလေးပဲလို့ခြင်တာကြောင့်သူမရဲ့မိသားစုမှာဒီနန်ကသူ့အဖေရဲ့ကြွဆိုင်မှုတွေကိုမရခဲ့တာကြောင့်စိတ်ပြက်ကဝမ်းနည်းနေတဲ့သူဆိုတာတည်လိုက်ရပါတယ်။နောက်ထပ်ចောင်းသားနှစ်ယောက်ကတော့ Bruce နဲ့ Chris ဆိုတဲ့ညီအကိုနှစ်ယောက်ဖြစ်ပြီးသူတို့ကတော့ငယ်စဉ်ကတည်းကအမိခင်ဖြစ်သူထားခဲ့တာကိုခံခဲ့ရပြီးဟာကင်ရဲ့တမန်နဲ့အတူကြီးပြင်လာရတဲ့ကြောင့်ညီအကိုအချင်းချင်းပဲအာကိုနေထိုင်ရတဲ့အတွက် အငယ်ကောင်ကဂိမ်းနဲ့ပဲဖြစ်သိမ့်နေရတဲ့ကြောင်းတည်လိုက်ရပါတယ်။ចောင်းသားဆိုးအဖွဲ့ကောင်းဆောင်ဂျက်ဇက်ဖိုင်ကိုတော့ဟင်ဒရီကရှာမတွေ့ခဲ့တာကြောင့်သူចောင်းသားတွေစီကိုသူကိုယ်တိုင်သွားပြေးလေလာဖို့ဆုံးဖြတ်ခဲ့ပါတယ်။တစ်ဖက်မှာတော့ဂျက်စ်ကစားတောက်ဆိုင်တစ်ခုမှာစပွဲထိုးအဖြစ်လုတ်ကိုင်းနေခဲ့ပြီးလူမိုက်ကောင်းဆောင်ဂျန်ရင်ဆိုတဲ့လူကသူတို့ဆိုင်မှာလာစားခဲ့ပါတယ်။ဂျန်ရင်လည်းသူ့ရဲ့လုတ်ဖော်ကိုင်းဖက်နဲ့စီးပွားရေးအောင်မြင်လို့အောင်ပွဲခံနေတဲ့အချိန်မှာဂျက်စ်ကဂျန်ရင်ရဲ့မိချစ်ကိုခိုးမိလိုက်ပါတယ်။ ဂျန်ရင်ကလည်းအချင်းတယောက်မဟုတ်တာကြောင့်ကြက်ကိုဖမ်းလိုက်ပြီးရိုက်တဲ့ကသူ့ပိတ်ဆက်အကိုစစ်ကြည့်ခဲ့ပါလေအဲ့ဒီအချိန်မှာတော့ဂျက်စ်ကအကြောင်းသားတယောက်ဆိုတာကိုတီးလိုက်ရတဲ့အချိန်မှာဂျရင်ကသူ့အတွက်ပစ္စည်းပို့သမားအဖြစ်အလုံးလုံးပေးဖို့ပြောလိုက်ကဂျက်စ်ကိုပိတ်ဆက်အနေငယ်ပေးလိုက်ပါလေတစ်ဖက်မှာတော့ဟင်ဒရီကဆူဖာရဲ့အင်ကိုတွားခဲ့ပြီးဆူဖာကတော့လက်မဲ့တကူခိုးတာကြောင့်လူတွေရဲ့လိုက်ဖမ်းနေတာကိုခံနေရက အဲ့တော့ကိုမြင်တဲ့ဟင်ဒရီကတော့ဆူဖာကိုသွားကယ်ခဲ့ပါတယ်။အဲဒီလိုနဲ့ဟင်ဒရီကဆူဖာနဲ့စကားတွေပြောခဲ့ကြပြီးလမ်းပေါ်မှာရှိနေတဲ့တီဝိုင်းတကူမှတချင်းဝင်ဆိုလိုက်ကသူနဲ့အတူဆိုဖို့တဲ့ဆူဖာကိုခေါ်လိုက်တာကြောင့်ဆူဖာလည်းသူ့ရဲ့ဗန်းမဆုံးအချင်းလူရှိသူရှိတချင်းဆိုရပြီးအပေးတဲ့လူလည်းရှိတာကြောင့်အဲ့ဒီနေ့မှပျော်ရှင်နေခဲ့ပါတယ်။တဖက်မှာခရစ်စတိုညီအကိုကတော့သူ့အဖေကအလောက်ကနေပြန်လာတဲ့အချိန်မှာဘီယာဝယ်ခိုင်းလိုက်ကငင်းလိုက်တာကြောင့်သူ့အဖေလည်းစန္ဒပြနေခဲ့ပါတယ်။ နောက်ရရတော့ဟင်ဒရီလည်းခရစ်တိုအဖေကိုခေါ်ပြီးပြောပြပေးခဲ့ပါတယ်။နောက်ထပ်ကြောင်းသားဒီနန်ကတော့သူ့အဖေကမိတ်ကဝယ်လာပေးခဲ့ပေမဲ့သူမကတော့မိတ်ကတွေကိုမတုံ့ချင်တာကြောင့်စိတ်တူနေခဲ့ပြီးသူ့ရဲ့မောင်လေးကိုမင်းကလေးလိုပြင်ပေးလိုက်ပါတယ်။အဲ့ဒီလိုနဲ့သူလည်းသူ့အဖေရဲ့ကားကိုခိုးကာအဝေးကိုမောင်းထပ်ဖို့လုပ်နေပေမဲ့ဒီနန်ကမောင်းပြီးထွက်လာတဲ့အချိန်မှာတော့ဟင်ဒရီလည်းအရှိတ်ကပေါ်လာကာတားလိုက်ပြီးအသက်မပြည့်သေးတာကြောင့်မောင်းလို့မရဘူးလို့ပြောလိုက်ပြီး ်ပြန်ကားမောင်းတဲ့တယောက်ကိုခေါ်သွားလိုက်ပါတယ်။ဒီနန်ကတော့ပြိုင်ပွဲကိုခေါ်လာတဲ့ကြောင့်အန်အော်နေခဲ့ပြီးဒီနန်ရဲ့ပြိုင်ဘက်မှာတော့ဒီနန်ရဲ့အဖေဖြစ်ပြီးဟင်ဒရီကအစပြိုင်ဖို့အတွက်အချက်ပြလိုက်ပါတယ်။သမီးနဲ့ဖေးဖြစ်သူကတော့တယောက်နဲ့တယောက်မညာမသားပဲပြိုင်နေခဲ့ကြပြီးဒီနန်ကပြိုင်ကားလမ်းကြောင်းကနေထွက်သွားတဲ့ကြောင့်သူ့အဖေလည်းအနောက်ကနေလိုက်နေခဲ့ပါတယ်။တနီယာမှာတော့ဒီနန်ရဲ့ကြိုင်ကောက်ကိုကာတစီကကြိတ်သွားတဲ့အချိန်မှာတော့သူ့ဖေကသူ့သမီးတည်သွားတဲ့အကြောင်းထင်နေခဲ့ပြီ ဝန်နေဆောင်ကိုကျွေးနေခဲ့ပါတယ်။ဒီနန်လဲသူ့အဖေကသူ့အပေါ်အမှန်တကယ်ချစ်မြတ်လို့တော့ကိုတည်သွားတဲ့ကြောင်းသူ့အဖေစီသွားကဖတ်ထားလိုက်ပါတယ်။နောက်တည့်ရက်ကျောင်းမှာတော့ခရစ်တိုညိုကိုကအရက်ဆွဲနေတဲ့သူတွေကိုအင်တာဗျူးဖို့အတွက်လူစီရဲမှာပါတာကြောင့်ပြန်လဲတူထောင်ရေးစင်တာကိုသွားလိုက်ရပါတယ်။အဲဒီကိုရောက်တဲ့အချိန်မှာတော့အင်တာဗျူးရမယ့်လူကသူတို့အဖေဖြစ်နေတာကြောင့်အော်သွားခဲ့ကြပြီးသူတို့လည်းအရက်ကိုဘလို့ကနေစပြီးတောက်ဖြစ်ခဲလဲလို့မေးလိုက်တဲ့အခါမှာ သူ့အဖေကတော့သူ့အရန်ချီရတဲ့သူ့မိန်းမက သူ့ဘဝနှိမ့်ကြတဲ့အချိန်မှာထားသွားတဲ့ကြောင့်အရက်တွေတောက်ပြီးနာကျင်မှုတွေကိုဖြစ်သိရင်အရက်ဆွဲကသူ့ရဲ့ကလေးနှစ်ယောက်ကိုပြူဆိုင်ဖို့အတွက်တဝန်ပြက်ကွက်ခဲ့တာကြောင့်ဝမ်းနည်းစွာပြောနေခဲ့ပါလေခရစ်ရဲ့ဖခင်လည်းပြောနေရင်ငိုနေတာကြောင့်ခရစ်လိုလည်းသူ့အဖေပြောနေတာကိုနားထောင်ရင်ဝမ်းနည်းကောင်းငိုနေခဲ့ကြပါလေတဖက်မှာတော့ Jessica Jenry ရဲ့အလုပ်တွေကိုစတင်လုပ်ကိုင်နေခဲ့ပြီး ဂျန်ရင်က MMA fighter တယောက်ကိုစစ်ခတ်ပေးဖို့ပြောလိုက်ပြီးဂျက်စကိုပိုက်ဆံအများကြီးပေးလိုက်ပါတယ်။ဂျက်စလည်းပွဲစားတဲ့နေ့မှာဂျန်ရင်ခိုင်းတဲ့အတိုင်းရေထဲမှာစစ်ခတ်နေခဲ့ပြီးအဲ့ဒီအချိန်မှာဖမ်းမိသွားတာကြောင့် MMA fighter တယောက်ကဂျက်စကိုလော့ကာထဲမှာတော့ပိတ်ကားထည့်ထားလိုက်ပါတယ်။မကြာခင်မှာတော့ဟင်နရီကရောက်လာခဲ့ပြီးသူ့ရဲ့ចောင်းသားဂျက်စကဒီနေရာမှာရှီလာလို့မေးလိုက်ပြီး MMA fighter ကတော့ဟင်နရီကိုအိမ်ပြန်ဖို့ပြောနေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ Just ကလော့ကာထဲကနေအကူအညီတောင်းနေတာကြောင့် Henry နဲ့ Fighter တွေကိုစတင်တိုက်ခိုက်လိုက်ပါတယ်။အဲ့ဒီလိုနဲ့ Fighter တွေထဲကအကြမ်းဆုံးတယောက်က Henry ကိုတိုက်ခိုက်နေခဲ့ပြီးနောက်ဆုံးမှာတော့ Henry ကပဲအဲ့ဒီအကောင်ဆုံး Fighter ကိုအမောက်သိပ်ပေးလိုက်ပါတယ်။နောက်တစ်ခါမှာတော့ Henry ကစေကူတာမှုခံယူနေခဲ့ပြီး Henry ကလည်းသူ့ကြောင့်တောင်းကိုကယ်ဖို့အတွက်အကြမ်းဆုံး Fighter တွေနဲ့တိုက်ခိုက်တဲ့သူဆိုပြီးလူသိအများလာခဲ့ပါတယ်။ Henry ကနာမည်ကြီးတဲ့အချိန်မှာတော့ သူစတင်ခန်းထဲကအကြောင်းသားတွေကလည်းဟင်ဒရီကိုစတင်လေးစားလာကြပြီးဟင်ဒရီစတင်ကြောင်းခန်းထဲဝင်လာတဲ့အချိန်မှာတော့အရင်လိုစီကံပြည့်နေတဲ့အကြောင်းသားတွေကိုမတွေ့ရတော့ပါဘူး။အဲဒီလိုနဲ့ဟင်ဒရီရဲ့ငယ်ဘဝကိုပြန်ပြထားခဲ့ပြီးဟင်ဒရီကလည်းအကြောင်းသားဘဝတုန်းကအရန်ကိုစိုးသွတ်တဲ့သူဖြစ်ခဲ့ကသူကြောင့်ပဲအကြောင်းကအရန်တော်တဲ့ဂီတအကြောင်းသားလေးတယောက်ရဲ့လက်ကိုထိခိုက်သွားခဲ့ပါတယ်။နောက်တစ်ခါမှာတော့ဟင်ဒရီကအခန်းထဲမှာစတင်ပေးနေခဲ့ပြီး ကျောင်းသားတွေကလည်းစိတ်ဝင်စားနဲ့စ조사တင်ယူနေခဲ့တာကြောင့်အမတ်တွေကောင်းလာခဲ့ကြပြီး Bruce ရဲ့ညီကကိန်းစော်ပြီးပီတာဆုပြေတနာကိုမင်းနေခဲ့ပေမဲ့ Bruce ကတော့စိတ်တုံနေတာကြောင့်စာကိုအယုံဆိုင်လို့မရပဲအခြားကျောင်းသားတွေရဲ့အလောင်းပြောင်းတာကိုခံနေရပြီး Henry ကတော့ Bruce ကိုအားပေးနေခဲ့ပေမဲ့ Bruce ကတော့စိတ်တကြကတိုက်ပေါ်ကနေခုန်ချလိုက်ပါတယ်အဲဒါကြောင့်ပဲ Bruce ကစိတ်ယုံတင်လိုက်ရကကိုမန်ယောဂဝင်သွားခဲ့ပြီးတည်င်းတွေမှာလည်း Bruce ဖြစ်သွားတဲ့အတွက် ူတဲ့တဲ့အကြောင်းနဲ့ဟင်္ဒရီအပေါ်ကိုအပြစ်တင်နေခဲ့ပါတယ်။အဲဒီလိုနဲ့အကြောင်းဘုတ်အဖွဲ့ဝင်တွေကဟင်္ဒရီကိုခေါ်ကတင်ကြခွင်းလိုင်စင်ကိုရုတ်သိမ်းဖို့ဆုံးဖြတ်လိုက်ကြပြီးဟင်္ဒရီလည်းအကြောင်းကနေထွက်သွားဖို့လုပ်လိုက်ပါတယ်။အဲဒီအချိန်မှာတော့ဟင်္ဒရီရဲ့အကြောင်းသားတွေကဝမ်းနေနေခဲ့ကြပြီးသူတို့ဆရာကိုဘုတ်အဖွဲ့ကပြန်လက်ခံအောင်လို့စာကိုနှစ်ဆစူးစမ်းဖို့ဆုံးဖြတ်လိုက်ကြပါတယ်။အဲဒီလိုနဲ့သူတို့လည်းစာကိုစူးစမ်းလေ့လာတည်ယူနေခဲ့ပြီး တရမှာတော့ကြက်စီကိုဟင်ဒရီရဲ့နာမည်နဲ့စာစောင်းဝင်လာခဲ့ပြီးကျောင်းမှာတွေ့ဖို့ချိန်တဲ့စာဖြစ်နေခဲ့ပါတယ်။အဲဒီလိုနဲ့ကြက်စလဲအခြားကျောင်းသားတွေကိုပြောလိုက်ပြီးသူတို့တွေကျောင်းရောက်တဲ့အချိန်မှာတော့အဲစာကဂျရင်ရဲ့လက်ကွက်ဆိုတော့ကိုတီလိုက်ရပါတယ်။ဂျရင်လည်းကျောင်းသားတွေကိုပြန်ပေးဆွဲလိုက်ပြီးမကြာခင်မှာတော့ဟင်ဒရီကျောင်းကိုရောက်လာခဲ့ပြီး သူရဲ့ចောင်းသားတွေကိုလှုပ်ပေးကကျရီရဲ့လူတွေကိုတိုက်ခိုင်းလိုက်ပါတယ်။ចောင်းသားတွေကတော့လှုပ်သွားခဲ့ပြီးစမေးပွဲဖြေဆိုဖို့အတွက်စာမေးပွဲခန်းကိုအ мян ပြေးသွားခဲ့ကြပါတယ်။တစ်ဖက်မှာတော့ဟင်ဒရီနဲ့ကျရင်ကတိုက်ခိုင်းနေခဲ့ကြပြီးကျရင်ဆိုတာကဟင်ဒရီငငယ်ကလက်တီခိုင်အောင်လှုပ်လိုက်တဲ့ဂီတပညာရှင်လေးပဲဖြစ်ပါတယ်။အဲ့ဒါကိုတီးသွားတဲ့ဟင်ဒရီကကျန်နေတိုက်ခိုက်တာကိုရှောင်နေခဲ့ပြီးကျရင်ကတော့ ဟင်ဒရီကြောင့်ဘဝပြက်ခဲရကလူမိုက်ဖြစ်နေရတဲ့အကြောင်းကိုပြောပြကားဆက်လက်တိုက်ခိုက်နေခဲ့ပါတယ်။ဂျရင်လက်ဒါယူပြီးဟင်ဒရီကိုထိုးဖို့လုပ်နေပေမဲ့နောက်ဆုံးမှာတော့ဟင်ဒရီကဂျရင်ရဲ့ဒါကိုရပြီးထိုးဖို့လုပ်လိုက်ပေမဲ့သူငယ်ငယ်ကလှုပ်ခဲတဲ့အမားတွေကိုခွင်းလို့ဖို့တောင်းပန်ကတိုက်ခိုက်တော်ကိုရက်ဖို့ပြောလိုက်ပါတယ်။အဲဒီလိုနဲ့ဟင်ဒရီလက်ထွက်သွားခဲ့ကသူ့ရဲ့ကျောင်းသားတွေကတော့စမီပွဲခန်းကိုအချိန်မီရောက်သွားခဲ့ပြီးကောင်းကောင်းဖြေဆိုနိုင်ခဲ့ကြပါတယ်။ ဲ့ဒီလိုနဲ့စမေးပွဲအဖြစ်ထွက်လာတဲ့အချိန်မှာတော့ဟင်နရီရဲ့ចောင်းသားတွေကအကုံအောင်သွားခဲ့ပြီးတဖက်မှာတော့ဂျရင်က သူဆွန်ခဲ့တဲ့စန်ဒီယာကိုပြန်သေးလိုက်ကဂီတာကို ပြန်ခန်းစားနေခဲ့ပါလေ။စေယုံတက်နေတဲ့ဘရုစ်ကတက်တာလာခဲ့ပြီးနောက်နေ့မှာစမေးပွဲအောင်အောင်ဖြေမယ်လို့ကတိတွေပေးနေခဲ့ပြီးကျောင်းအုပ်ကတော့သူတို့ကျောင်းအောင်ချက်တက်လာတဲ့ကြောင့်ပုဂ္ဂဖွဲကရံပုံငွေတိုးပေးတဲ့ကြောင့်ပျော်ရှင်နေခဲ့ကြပါဗျ။ဟင်ဒရီလည်းကျောင်းဆရာအလုပ်ကို ပြန်လုပ်ခဲ့ရပြီ နောက်နေ့ရောက်တော့ចောင်းសាសាភွင့်တဲ့ရဲ့မှာပဲသူလုတ်ခဲဖိုးတဲ့ရေပေါ်ရေပိုက်ကိုဖွင့်ပြီးចောင်းသားတွေကို surprise တိုက်ကစကားလဲအဆုံးသက်သွားခဲ့ပါတယ်အခုလိုမျိုး recap video တွေကိုကြိုင်နေတဲ့တဲ့ဆိုရင်ကျွန်တော်တို့ရဲ့ diamond recap channel ကို like နဲ့ subscribe လုပ်သွားပြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုပေးတဲ့ပရိသတ်များအားလုံးကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ